အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့ဒါကျွန်တော်အခုရောက်နေတာကတော့ Lee ရဲ့အိမ်ခွင်းဖြစ်တဲ့ Allen Road ကိုရောက်နေတာဖြစ်ပြီးကျွန်တော်ကတော့ away win break တတ်တယ်တူတာကျွန်တော်တို့ away win မှာလာကြည့်တာပေါ့နော်ကျွန်တော်ဒါ project ကိုသုံးသပ်ချက်မှာပြောထားခဲ့တဲ့အတိုင်းပါပဲဒါစပါးအသင်းနေတဲ့တကယ်ကိုခ ခက်ခဲဆော့ခဲ့ရပြီးတော့ဒါမိုဟာမက်ကူဒက်စ်ရဲ့ twin goal နဲ့အတူဒါကျွန်တော်2-1ဆိုတဲ့ရလဒ်ကိုတော့စပါးအသင်းနေနဲ့ဒါကျွန်တော်တို့အဝေးဘက်မှာပေါ်ဆောင်နိုင်ခဲ့တယ်။ဒါလက်ရှိမှာကျွန်တော်တို့ကစံချိန်ဇိုးကြီးတစ်ခုချိုးပြသွားတာဒါ international break မတိုင်ခင်ဒါ6ချိန်ဆက်နိုင်ပွဲဒါမရရှိတဲ့စံချိန်ကိုတော့ Thomas Rand နေနဲ့ဖျက်ပြလိုက်တယ်ဗောနော။အဲ့တော့ဒီနေ့ပွဲစမှာဒါကျွန်တော်နောက်ဆုံးချိန်ထိဆော့သွားခဲ့တယ်။အဲ့တော့ စပါတဲ့နဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့အဲတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတာကစာပြီးစမွန်စရဲ့ဒါကျွန်တော်တို့ Queen Lane ဘိုင်းအတူလောက်ကတော်တော်လေးကိုအလုပ်ဖြစ်ခဲ့တယ်စာပြီးစမွန်ဆိုတာဒီနေ့မှာဒါစပါတဲ့အတွက် attacking midfielder ပုံမှန်ပြီးတော့ left wing ကမဟုတ်ဘူးဆိုတော့ပို့ပြီးတွေးခဲ့ရတယ်မှာပါတယ် တချို့သော movement တွေမှာဒါမေကွန်းထုတ်စရာ movement လေးတချို့ရှိနေတာမှန်ပေမဲ့တကယ်တမ်းနင်လားငါလားဟေ့ဆိုတဲ့ movement မှာ spa တင်နေတဲ့တကယ်ကို embroidery လုပ်ခဲ့တယ်ဒီနေ့ပုံစံမှာ spa တင်ဘက်ကပြန်ကြည့်မယ်ဆိုရင်တော့ဒီထက်ပို့ပြီးတော့ဂိုးပြတ်တင်တဲ့ပွဲတစ်ပွဲဆိုရင်တော့ကျွန်တော်အနေနဲ့မှားမယ်မဖြစ်ဘူးဒါပေမဲ့ဒီချေဒီရလက်ကိုတော့ကျွန်တော်တို့ချိန်နဲ့ပေးရမယ်ဆိုတဲ့သဘောပေါ့နော်အဲ့တော့ဘလိုပဲပြောလက်ရှိမှာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲတစ်ပွဲဖြစ်ခဲ့တယ်ပြီးတော့ကျွန်တော်တို့အပြင်မှာဆက်ပြောမှာဒါကတော့လက်ရှိမှာဒါကျွန်တော်တို့ Alan Road ပေါ့ဗျာဒါကျွန်တော်တို့ဒါ United ကျွန်တော် Wake Queen Bat Champ ပေါ့ဒါကျွန်တော် Super Fan နေကုန်ပြန်နေကြတာ ဒါကျွန်တော်လည်းအခုလက်ရှိမှာပြန်တော့မယ်ပေါ့နော်ကျွန်တော်ပြီးရင်ဒါလမ်းမှာဒါကျွန်တော်တို့ Manchester United နဲ့ Arsenal ပွဲကြည့်ရမယ်ပြီးရင်တော့ကျွန်တော်တို့အဲဝေဒီဝေကောင်ပွဲကိုလည်းကျွန်တော်ဒါတမ်းမှာပဲကြည့်ရပါတော့ကျွန်တော်ဒါလန်ဒန်ကိုညချင်းပြန်มาဖြစ်တဲ့အကြောင်းသို့တမ်းမှာကျွန်တော်ဒါပွဲပြီးသုံးသက်ချက်တွေကိုတစ်ချိန်နဲ့တပြေးပြီးမတင်ဆက်ပေးနိုင်ရောနည်းနည်းလေးခွင့်လွှတ်ပေးပါအဲလက်ရှိမှာဒီဗီဒီယိုတော့ဘယ်ချိန်တက်မလဲမသိဘူးဗောနော connection ကြောင်းမလို့အဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့ခဏ post လုပ်လိုက်မယ် အဲ့တော့ဒါကျွန်တော်တို့ဒီနေ့မှာတော့ Tottenham Hotspur အသင်းနေနဲ့ဒါတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတစ်ခုနဲ့တူဒါကျွန်တော်ရင်ဆိုင်ခဲ့ရတယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ဒါ away win ပတ်ချမ်းကိုပြီးတယ်ဒါပြိသက်တည်းရဲ့နေကမ်းပေါ့ဒါတိတော့ပြီးတယ်သူတို့အနေနဲ့ဘာတစ်ခုနှစ်ခုလောက်ပဲရှိတယ်တကို့အိမ်ဝင်မှာဆိုတော့ခင်ဗျာအကြီးရတယ်ပေါ့နော်ဒါကျွန်တော်ဒါကျွန်တော်ရောက်ခဲ့ဘူးတဲ့ away win နေတဲ့မှာတော်တော်လေးကိုဒါအသေးဆုံး away win လို့တော့ပြောလို့ရရတယ်မှာပါဒါပေမဲ့သူတို့ဒါ away win ပြိသက်တည်းကိုနေရာပေးတာတော်တော်လေးကိုကောင်းတယ်ကျွန်တော်တို့ဒါကျွန်တော်ဒီဘက်က site ကနေတော့အကုန်ကြည့်လို့ရရတယ်မှာပါတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်အဲ့တော့ဒီနေ့ပွဲအနေထားရပြောရမယ်ဆိုတော့ကျွန်တော်အနေနဲ့အားရလာတော့ တော့အားမရဘူးဒါပေမဲ့ခါတိုင်းတက်ပို့ပြီးတော့တိုက်စင်မြန်နဲ့ဒါကျွန်တော်တို့စပါအသင်းကိုကျွန်တော်တွေးခဲ့ရတယ်တော်တန်ဟော့စပါအသင်းနဲ့ဒီနေ့ပွဲစဉ်ကစပါအသင်းတော့တော်တော်လေးကိုဒါမှန်နေမြန်နေဆိုတဲ့ပုံစံမျိုးတွေ့ခဲ့တယ်တွေ့တာကျွန်တော်အရေးကြီးဆုံးကဆန်ဂျင်းဇိုးကိုဒါဖျက်ပြီးတော့ဒါကျွန်တော်စပါအသင်းနေနဲ့အကောင်းဆုံးအခြေအနေတစ်ခုကိုကျွန်တော်တို့လုပ်ပြနိုင်ခဲ့တာကိုတွေ့ရမယ်အဲ့တော့လက်ရှိမှာကျွန်တော်တို့ကစပါပရိတ်သတ်တွေပေါ့နော်အဲ့တော့လက်ရှိကျွန်တော်တို့အဲ့တော့လက်ရှိအနေအထားကကျွန်တော်စပါအသင်းနေနဲ့ဘာတွေမလို့ရှေ့ဆက်သွားပေါ့နော် အကောင်းဆုံးတစ်ချက်ကတော့မိုဟာမက်ကူဒက်စ်နဲ့ဂိုးသွင်းသွားပြီအဲ့တော့စပါတင်ရဲ့ဝင်းတစ်ခုလုံးဒါထိုက်တန်လောက်အလုပ်ဖြစ်သွားတယ်လို့ပြောလို့ရမယ်ဒီမှာပါအဲ့ကိုအေးရောအေးဘာကျွန်တော်ပြောမယ်ဆိုရင်လာအော်တိုဘတ်နေဒီနေ့ပေါ်ဆက်မှာကျွန်တော်တို့မြင်မှုတဲ့အော်တိုဘတ်ထဲမှာမှာတော်တော်လေးကိုဒါအဆင်ပြေတဲ့ဒါကျွန်တော်တို့ဝန်ဆာအော်တိုဘတ် version ကိုကျွန်တော်တို့တွေ့ခဲ့ရတယ်ပေါ့နော်ဘယ်လိုပဲပြောဒါကျွန်တော်တော်တော်လေးကိုအဆင်ပြေတဲ့ပွဲတစ်ပွဲကိုကျွန်တော်ဒါ Rotterdam Hotspur အသင်းစီကနေပြီးတော့တွေ့ခဲ့ရတယ်မှာပါတော့ဒီလိုပင်စူစီကမူဒီနေ့ပွဲစဉ်ကစပါအသင်းပြိတ်သက်တွေအတွက်ဒီကမိုးရွာနေလို့ဟောလို့တော့ တော့စပါတင်ပြိသက်တွေအတွက်တကယ်တမ်းနင်လားငါလားဟေးဆိုတဲ့ moment မှာဆိုရင်တော့အားရဖို့ကောင်းခဲ့တယ်လက်ရှိကျွန်တော်ပြောနေတဲ့အချိန်မှာစပါတင်ကဆက်နှစ်ယောက်သွားပြီဒါပေမဲ့ဘယ်လိုပဲပြောစပါတင်အတွက်တကယ်တမ်းလက်ရှိ Thomas Frank ဒါတူတယ်ကင်ထားတဲ့အချိန်မှာဆိုရင်ဒါလက်ရှိဟိုအနေထားရပါတော့ဒါကျွန်တော်တို့ရှုံ့မွေးတဲ့ပွဲပဲဆိုသေးတယ်ဒီနေ့ပွဲစပါဆိုတဲ့စပါပင်းရတဲ့ဘေးကလည်းဒါကိုရီဘက်ကဒါကျွန်တော်တို့အားနေတာဘာညာကလွှဲရင်တကယ်တမ်းပြည့်ကြည့်မယ်လို့တပွဲလုံးတိုင်းတရားဒါခံစစ်ပိုင်းကောင်းခဲ့တယ်ကူတီရိုမေရိုပါလာတဲ့ခံစစ်ပိုင်းကစပါတင်အတွက်တော်တော်လေးကိုအဓိပ္ပာယ်ရှိ ှိခဲ့တဲ့ဒါကျွန်တော်ခံစပိုင်းဖြစ်သွားတယ်လို့ပြောလို့ရတော့စပါတိတ်နဲ့လက်ရှိမှာဂူဒီရိုမဲရိုအနေနဲ့လုံးဝရေရှည်တိုင်ရပုံစံမျိုးရလို့မရအောင်နေတယ်လက်ရှိမှာဒါကျွန်တော်တို့ ဘယ်လိုပဲဖြစ်ဖြစ်စပားအသင်းအနေနဲ့ဒီနေ့ပွဲစဉ်ကတော့အဲခန်စပိုင်းဒါ display တက်ပြီးပြခဲ့တယ်ပြီးရင်ဒါကျွန်တော်တို့ Destiny Udogi နဲ့ Pedro Pori ရဲ့တွဲလုံးတွေကိုခါတိုင်းလိုပုံစံမျိုးတွေနဲ့ပြန်မြင်ခဲ့ရတယ်အဆင်ပြေခဲ့တယ်ဒါကျွန်တော်တို့နေခဲ့တဲ့နေ့လိုပဲပြောလို့ရမှာပါအဲ့တော့နောက်တစ်ခုအနေနဲ့ Vicario စပားသိနောက်ဆုံးမိနစ်နောက်ဆုံး second မှာတစ်ဖက်ရတာအပိုင်လုံးတစ်လုံးကို Vicario ဘက်ကနေပြီးတော့တကယ်ကိုဒါကျွန်တော်တို့ဟိုလုတ်ပြနိုင်ခဲ့တယ်ဗောနော်အဲ့တော့ဘယ်လိုပဲပြောပါတကယ်ကိုဒါကျွန်တော်တို့စပားသိဘက်ကပြန်ကြည့်မယ်ဆိုရင်ဂိုးသမားကအစဒါကျွန်တော်တို့တိုက်စစ်မှုအစုပ်အကုန်လုံးကသူ့ဟာသူဒါအဆင်ပြေနေတဲ့ဒါရက် က်တစ်ပတ်လို့ပြောလို့ရမယ်တဲ့မှာပါပါတယ် ဲ့တော့ပွဲကတော့ညံတယ်ပေါ့နော်ပြီးတော့တစ်ဖက်ကတော့ကျွန်တော်လူစားလဲလဲတဲ့အချိန်မှာတမ်ပိုလုံးဝပြန်တက်သွားကျွန်တော်တို့အပြင်ရောက်သွားပြီဒါကျွန်တော်တို့ဒါဒါ Ellen Road ပေါ့နော်ဒါကျွန်တော် Ellen Road ထဲမှာဒါကျွန်တော်တို့အပြင်ရောက်သွားအဲ့တော့ဘယ်လိုပဲပြောကျွန်တော်လက်ရှိမှာတကယ်တမ်းပြန်စဉ်းစားကြည့်မယ် Spa Day နေနဲ့ဒါ Cancel ပိုင်းလုံနေ Tight Spa ရတာကျွန်တော်တို့ကစားသမားတွေတော်တော်များဆိုဒါပေမဲ့ဒီနေ့ပွဲစမှာ TS တဲပါပဲတဲအနေနဲ့တော့ကျွန်တော်ပွဲလုံးတိုင်းနိုင်ရဆိုရင်တော့အင်ညာအင်ညာလို့ပြောလို့ရပါမယ်သူ့အတွက် Twin ကိုတကူရသွားတာကတော့တော်တော်လေး confidence ရှိသွားစေတယ်လို့မြင်တယ်သူ့ Twin သွားတဲ့ Twin ကတော်တော်လေးကိုဒါခက်ခက်ခဲခဲနေရကနေဘူးသမားတောင်းတဲ့ကိုလှန့်ကန်သွားတဲ့အတွက်ကြောင့်မလို့တော်တော်လေးအဆင်ပြေခဲ့တယ်ပေါ့နော်အဲ့တော့ ဒီပေါ်မှာကျွန်တော်ထုံးဝမ်းနိုင်ထင်တာဗောနောငါတို့ဘက်ကိုကိုမသွင်းတော့ဘူးလားမသိဘူးဗောနောတို့ဒီဘက်ကိုကိုသွင်းပြီးရင်ပြီးပြီလားမသိဘူးဆိုကျွန်တော်ထင်ခဲ့ရတယ်မဲ့မဟုတ်ဘူးပြကျွန်တော်ဒါခူတက်ရဲ့သွင်းကိုကျွန်တော်မြင်ခဲ့ရတယ်စပါအင်ဂျင်နဲ့ခူတက်ရဲ့ပထမဦးဆုံးသွင်းကိုကိုကျွန်တော်အနေနဲ့မြင်နေတွေ့နေခဲ့ရတယ်တကယ်တမ်းပြောမှဆိုချိန်တက်ဆရာပါပဲတကယ်တကယ်ချိန်တက်ဆရာပဲအဲ့တော့အဝေးကွင်းဒါကျွန်တော်ဒီလက်ရှိကျွန်တော်ရီရရပြောမှဆပါတင်းရတာကျွန်တော်လက်ရှိပွဲစဉ်ကိုလာကြည့်နေတဲ့အနေထားမှာတော့အခုချိန်ပြီးတော့တပွဲမှမရှုံးသေးဘူးပေါ့ဗျာနော် ဒီတစ်ခေါက်လာတော့ကျွန်တော်တို့ကတပွဲမှမရှုံးသေးဘူးအဲ့တော့ဒါကျွန်တော်လေးပြပါမယ်ဒါလက်ရှိမှာဒါကျွန်တော်တို့အာလီယူနိုက်တက်ဒါကျွန်တော်တို့ကက်တဝင်ကစားသမားတီးရဲ့ new real ဒီဘောနော်ဒါကျွန်တော်တို့လီယူနိုက်တက်ဒါဒါကလီယူနိုက်တက်အင်ကွင်းဒါ LR road ဘောနော်အဲ့တော့ လက်ရှိဒါကိုကို channel တူလို့ကို channel ပုံစံဖြစ်လာအဲ့တော့တကယ်တည်းပြန်စစကြည့်မယ်ဆိုရင်တော့ဒီနေ့ပွဲစဉ်ကဒါတစ်ဖက်က Leeds United လည်းကောင်းတယ်ဗျဒါကျွန်တော်တို့တန်းတက်လာတဲ့အသင်းအသင်းတွေနဲ့တော်တော်လေးကိုဒါအဆင်ပြေတဲ့အသင်းအသင်းဆိုတာကိုတွေ့ရမယ်အဲ့တော့ Leeds မိုးလံဆိုတော့နည်းနည်းတော့ခွလို့ဒီမှာလှုပ်ရှက်လက်ရှိမှာဒါကျွန်တော်တို့တို့မုံတိုင်းဖြတ်နေတယ်ဘာ Mary ဆိုလား Hurricane Mary ဆိုလား Hurricane Bay ဆိုလားမသိဘူးမုံတိုင်းဖြတ်နေအဲ့တော့မနေ့ကတော့ကျွန်တော်ဒါပြောခဲ့လို့ပဲကျွန်တော်အနေနဲ့ဒါကျွန်တော်တို့တော်တော်လေးကိုတိုင်ပတ်သွားခဲ့လို့ဒါလက်ရှိမှာဒါကျွန်တော်တို့ Leeds United အဲ့တော့ ဟာဘယ်လိုပြောမှမတော်မသိဘူးဗျဒီနေ့ပွဲစဉ်ကကိုရီးယားကကျွန်တော်တို့ satisfy ဖြစ်ခဲ့တယ်ကျွန်တော်လက်ရှိအနေထားအရဒါဒီပွဲက9တင်းတဲ့ပွဲစဉ်မျိုးနိုင်သွားတယ်ပေါ့နော်အဲ့တော့ Tottenham Hotspur ကပြန်ကြည့်မယ်ဆိုရင်တော့လက်ရှိ Total Premier League မှာဒါကျွန်တော်တို့တရေပွဲလေးတွေဆက်နေတယ်ဆိုပေမဲ့အခုလက်ရှိမှာဆက်နေရတယ်ဒါဘယ်လိုပဲပြောပြောစပါးအသေးအနေနဲ့အခုလက်ရှိအနေထားအရဒါကျွန်တော်တို့တော်တော်လေးကိုအားရစရာကောင်းတဲ့အနေထား level တော့မရောက်သေးပေမဲ့ဒါအဆင်ပြေလာတဲ့အသင်းတစ်သင်းဖြစ်လာခဲ့ပြီလို့မြင်တယ် Thomas Brand အနေနဲ့အခုလက်ရှိမှာတော့ဘာဒီဘယ်လိုဆက်ဖြစ်မလဲဆိုတော့တစ်ချက်တော့ကြည့်ရမယ်နည်းနည်းလေးရေးထုတ်လိုက်ပါအောင်မယ် ယ်။ Okay လာသွားပြီ။အဲ့တော့ Thomas Ray ရဲ့လက်ထက်မှာတော့ကျွန်တော်လက်ရှိပြင်းဖို့တော့ကောင်းတယ်။ဒါပုံမှန်လေပဲ။ပရိတ်သတ်တယောက်နေနဲ့ခင်ဗျားကျွန်တော်ပြင်းလာမင်းတော့ပြင်းမကောင်းတော့ဘယ်တော့တချို့တို့ moment ဒီမှာဆိုရင်ရှင်းနေပြကျွန်တော်ဘက်ကခန်းစစ်လုံမန်းသီလို့ဒီခန်းစစ်ကိုတာကျွန်တော်တို့ပြန်တင်ပြီးဆော့တယ်။ဒါကြောင့်အဲ့အင်္ဂလန်ရဲ့ဝေဒါခင်ဗျားကမှမိုးရည်သေးရောတော့ဒီမှာနတ်မှာနေပွင့်တယ်တော်လား။အေးအဲ့ဒါအင်္ဂလန်ရဲ့ဝေဒါပဲဗျာ။အဲ့တော့ ။ဆမားပရိသတ်တယောက်အနေနဲ့တကယ်တမ်းနင်လား၅လားဟေ့ဆိုရင်တော့အခုလက်ရှိမှာကျွန်တော်အနေနဲ့ဒီနှစ်ကတော့ top 4တော့ဝင်ဖို့တော့ဒီခြေနဲ့ဆိုရင်တော့မဆိုးဘူးလို့မြင်တယ်။ဒါပေမဲ့ကျွန်တော်တို့သိပြီးမယုံရဲဘူး။ဘာလို့လဲဆိုတော့ကိုရီမာ injury ကိုပြန်ပြီးတော့ထိန်းပေးနိုင်မယ်ကစားသမားအခုမှလက်ရှိမှာ Romero လို့ကစားသမားမျိုး Romero ဒီနှစ်ပေါ်မှာဘလောက်ကောင်းလဲဆိုတော့ဒါကျွန်တော်တော်တော်လေးကိုတွေးရမယ်လို့ရှိတယ်။ Romero နေတာကျွန်တော်တို့ line breaking pass တွေဒါ queen လည်းကိုသူ့ကိုယ်တိုင်ပြန်ဖြတ်နာတယ်။ Azavi Simmons ကဒီနှစ်ပေါ်မှာ AR မှာတော်တော်လေးကျွန်တော်သဘောကျတယ်။ဒါသူ့အနေနဲ့ဒါကျွန်တော် Azavi Simmons နှစ်ချက်မကြိုက်ဘူး။တစ်ချက်ကဒါနှေးတယ်။တစ်ချက်ကဒါကျွန်တော်သူ့အနေနဲ့ပျော့တယ်။ဒါ Bundesliga ကစားသမားတွေအကုန်လုံးကဒီပုံစံကြီးပဲ ဆိုတော့ကျွန်တော်နေတာသိပ်ပြီးတော့ပြောစရာမလိုဘူးဒါပေမဲ့ဘလူပဲပြောပြပြစပါအသင်းနေနဲ့ဇာဘီစမွန်စ်ကိုဒါ အေးအမနေနဲ့ပဲဆက်သုံးတင်နေ။ဒီ left wing နေရာမှာဒါအိုဒိုဘက်ကိုရောလက်ရှိနေတာဒါပေမဲ့ရေရှည်ရအိုဒိုဘက်ရဲ့ဒါကျွန်တော်နေရာကိုဆက်ခံနိုင်မယ်။ဒါကစားသမားတယောက်ကတော့ Tottenham Hotspur တင်းအလူရှိရလို့မြင်နေ။အဲ့တော့ Lee United ဘက်ကပြန်ကြည့်အောင် Lee United တင်းနေဒီနေ့ပွဲစမှာဒါတန်တက်တင်းတင်းတော်တော်လေးကို impressive ဖြစ်တာဖြစ်ချင်ကြကောင်း။အဲ့တော့ဒီနေ့မှာဒါ Lee United ကျွန်တော်ကြည့်ဆုံးကစားသမားတော့ Okafor ပေါ့။ Okafor ကတော်တော်လေးကိုမိုက်တယ်။ဒါကျွန်တော်လက်ရှိနောက်ဆုံး update တင်းနေအရာဆိုရင်တော့ဒါ ့ Okafor အနေနဲ့ဒါ AC Milan က AC Milan ရဲ့ Okafor ပြောင်းလာကြတော့တဘောကြ AC Milan မှာကဲ Okafor ကျွန်တော်တဘောကြတယ်မှတ်မိလားမသိ Okafor ကဒါကြောင့်ရာသီချိုခြေစမ်းပွဲစဉ်မှာဒါကျွန်တော်တို့ Liverpool အသင်းကိုတော့မကောင်တာ press မှာဒါကြောင့် goal သွင်းခဲ့တဲ့တက်ဆိုအဲ့တော့ဒီနေ့ဒါ Premier League မှာဒါ Sunderland ကိုလည်းရှိကျွန်တော် Leeds United ကိုဘန်လီကကျွန်တော်ဒါလူဝဲထားတာရှိမှန်းကျွန်တော် Leeds United နဲ့ Sunderland ရဲ့လူဝဲထားမှုတွေကတော်တော်လေးကိုဒါကျွန်တော်တို့အအောတင်စရာကောင်းတဲ့အသင်းသင်းဆိုတာကိုတော့လုံးဝငင်းစရာမလိုဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့ခုနကပြောသူပဲဒါ Premier League ကအသင်းသင်းအနေနဲ့ဒါကျွန်တော်တို့ Leeds United ဒီနှစ်မှာတန်းတန်းပြန်ပြန်ပြန်ချန်ရဲ့မလားဆိုတဲ့အဖြစ် ေကတော့ကျွန်တော်ဒီခြေတန်းဆိုလီတန်းပြန်ကြံဘာလို့သူတို့ရဲ့ခံစစ်ပိုင်းကတော်တော်လေးကိုလုံနေဗျစတူချက်တို့အိုစုတော်တော်လေးကိုဒါကျွန်တော်မစိုးဘူးလို့မြင်တယ်အဲ့တော့လီယူနိုက်တက်ခံစစ်ပိုင်းကကျွန်တော်တို့ကတကယ်ကိုဒါကျွန်တော်စူပါလက်မထောင်ပြီးတော့ okay ဒါဒီအသင်းကဒါပရီးမီးယားလိမှာတန်းပြန်ကြံရစ်မယ်အတိတ်အတိတ်မင်းအာမခံရတာကျွန်တော်အနေနဲ့အာမတော့နီနီတော့မခံရင်မယ် okay ဒါတော့ဖြစ်နိုင်တဲ့တော်တော်ကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့ခုနပေါ်စပါးအသင်းနေခုလက်ရှိမှာဒီထက်အများကြီး improve လုပ်ရမယ်တေချာတခုကလာမဲ့စောင်းရဒီအပြောင်းအရွှေမှာစပါးအသင်းနေတောင်မန်ကစားသမားကောင်းကောင်းကြီးကိုဝယ်ရမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ကောင်းမန်ကစားသမားကောင်းကောင်းမဝယ်ဘူးဆိုရင်တော့ ရေရှည်ရစမပြေဘူးအော်တိုဘတ်နဲ့အဆင်ပြေဆိုမဲ့ဒါကျွန်တော်နောက်ကနေပြထိမ့်ပေးနိုင်တဲ့သဘာဝဝါကောရှိနိုင်မဲ့ကစားသမားတယောက်ဒါကျွန်တော်တို့အဲအဲ့လိုပုံစံတွေ့လို့ပဲလို့မြင်ဒါပေမဲ့စပါတင်ရဲ့လက်ရှိအားရစရာကောင်းဆုံးကတော့ကန်ဆယ်ပိုင်းမယ်ကန်ဆယ်ပိုင်းကိုလက်ရှိမှာ Vicky Benavin နဲ့ Romery အတွဲလုံးတွေကတော်တော်လေးကိုဒါကျွန်တော်တို့ကအကောင်းဆုံးလို့မြင်တယ်ဒါပေမဲ့ခုနပြောသူပဲလိုပါသေးတယ်လုံးစရာအများကြီးရှိသေးတယ်ဒါကျတော့ဒီအသင်းကိုဒီချက်ပိုကောင်းအောင်ဒါလုံးဝမဲ့ဥစားရေးအများကြီးအများကြီးရှိသေးတယ်လို့ကျွန်တော်အနေနဲ့ပုံကိုကြီးရကျွန်တော်တော့မြင်မိတယ်ပေါ့နော်အဲ့တော့ ီတို့မင်းစိုးစေးကမှုဒါကျွန်တော်ဒီဒီကြီးစင်ရဲ့ဒါကျွန်တော်တို့ပရီမီယာကျွန်တော်ဒါဒီ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 တစ်ခေါက်ပေါ့နော်ဒါကျွန်တော်ဆက်လာပဲတစ်ခေါက်ပြန်လာမှာဖြစ်ပေမဲ့ဒီကြီးစင်ရဲ့ကျွန်တော်ဒါစပါသေးဒါဘလုံးပွဲကြီးရအောင်မနေ့ကညကျွန်တော်ဒါ brand phone နဲ့ city ပွဲကြီးကြီးပေမဲ့ south hand zee ကြီးလို့ကျွန်တော်ကြီးဖြစ်ဖို့ရာခိုင်နှုန်းနေပါတယ်ဒါပေမဲ့ဒါလည်းရှိမှာဒါ airline route ပါတယ်ကျွန်တော်တို့ cadiff အဟမ်း airline route ရှိကနေတင်ဆက်ပေးနေတာဖြစ်ပါတယ် football လည်းတယောက်တည်းရှိတယ်တယောက်တည်းတယောက်တည်းတယောက်တည်းပါလောက်ပါပဲအလုံးမကျွတ်တူမယ်ကောင်းမွန်တော်နေလေးနည်းနည်းဖြစ်ပါရစုမောင်းတောင်းပြီးနေကျွန်တော်နောက်မှတွေ့ကြအောင်ဘလုံးပွဲကိုကြီးရှုနေဆိုရင်တော့ youth sport media 3.0ဆိုတဲ့ tv4 ီးတို့မှာကျင်းလို့ဆန်ပေါအောင်ကျင်းလို့ရပါတယ်။မြန်မြန်လေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မြန်ကလစ်မှာမြန်မြန်နိုင်ဖြစ်ပါတယ်။အားလုံးကြိုးတို့မှာကောင်းမွန်သောနေ့နေ့ဖြစ်ပါစေ။ဆုမွန်ကောင်းတောင်းပြီးနေကြတို့နောက်မှတွေ့ကြတော့ပေါ့။ဒီပေါ်ဗျ။